မြန်မာစာပေစာဖတ်ပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မြန်မာစာပေကနေတင်ဆက်ပေးနေကြဖြစ်တဲ့ပုံပြောပြတဲ့အစီအစဉ်လေးပြန်လည်ကြားရလို့လာပြီဖြစ်ပါတယ်တခါတုန်းကအရက်ကုံတဲ့ဒိုးစီမှာအရန်ကိုတမ်းမာလာတဲ့မြင်းတကောင်ရှိတယ်အဲ့ဒီမြင်းဟာတနေ့အတွင်းမိုင်မောင်းများစွာခီးတွင်အောင်သွာလာနိုင်လာမို့ပိုင်ရှင်ဖြစ်သူကုံတဲ့ကအလွန်မျက်နှာလွန်းလာပါတယ်အဲ့ဒီအဖိုးတန်မြင်းကိုကလောက်တကောင်ပိုင်ဆိုင်ထားတဲ့ဒုတိယကုံတဲ့တူက မျက်စိကျနေပါတယ်။ဒီနေ့မှာ ကလောက်ပိုင်ရှင်ကမြင်းပိုင်ရှင်ကိုကလောက်အုံနဲ့မြင်းနဲ့လဲရအောင်ဆိုပြီးစကားကမ်းလမ်းပါတယ်။မြင်းပိုင်ရှင်ကလည်းညင်းပယ်လိုက်ပါတယ်။ကလောက်ပိုင်ရှင်ကသူ့မှာရှိသမျှစီးစိမ်တွေနဲ့လဲမယ်လို့တောင်းဆိုပြန်တယ်။မြင်းပိုင်ရှင်ကဒီမြင်းဟာကျွန်တော်ဘဝအတွက်အကောင်းဆုံးအဖော်မှုမှာကျွန်တော်အသက်ရှိနေသည်ဖြင့်ဒီမြင်းကိုဘလို့အရာတွေနဲ့မှမလဲနိုင်ပါဘူးလို့ဆိုလိုက်တယ်။ကလောက်ပိုင်ရှင်ကမြင်းကိုအလွန်နှစ်သက်မိတာကြောင့်မြင်းကိုပိုင်ဆိုင်ရနိုင်ဖို့ အမျိုးမျိုးအကြံထုတ်ပါတော့တယ်။ဒီနေ့မှာကလဟုတ်ပိုင်ရှင်ကအဝတ်အစားအစုပ်ပြက်ကိုဝစ်ဆင်ပြီးမြင်းပိုင်ရှင်လာရလန်းတဲ့နေရာမှာဖျားချင်အောင်ဟန်ဆောင်ပြီးလဲလျောင်းနေခဲ့တယ်။မြင်းပိုင်ရှင်ကဖျားပြီးလဲနေတဲ့သူကိုတွေ့တဲ့အခါမြင်းမော်ကအလင်းမြန်ဆင်းပြီးသူ့ရဲ့မြင်းမော်ပွတ်တင်လိုက်တယ်။ဟန်ဆောင်လဲနေတဲ့ကလဟုတ်ပိုင်ရှင်ဟာမြင်းမော်ရောက်တာနဲ့အကောင်းပကတိလိုဖြစ်သွားပြီးမြင်းပိုင်ရှင်ကိုဒီမြင်းကိုပိုင်ဆိုင်ရဖို့ကျွန်တော်အမျိုးမျိုးအကြံထုတ်ခဲ့တယ်။ တံမိုးရှိတဲ့အရာတွေနဲ့လည်းလဲခဲ့တယ်။ခမရလက်မခံခဲ့ဘူး။အခုကျွန်တော်မြင်းပေါ်ရောက်နေပြီ။ဒီမြင်းကိုကျွန်တော်ပိုင်သွားပြီလို့ပြောလိုက်ပါတယ်။မြင်းပိုင်ရှင်ကကောင်းပြီလေ။မြင်းကိုခမရပိုင်သွားပြီပေါ့။ဒါပေမဲ့ခမရထွက်မသွားခင်ကျွန်တော်စကားတစ်ခုပြောချင်သေးတယ်။ဒီစကားကိုခမရအသေးချာချာမှတ်ထားပါ။မြင်းကိုကျွန်တော်ပိုင်ပြီလို့တခုမကဘူး။ကြိုက်တဲ့လောက်ပြောလို့ရပါတယ်။ဒါပေမဲ့လူတွေက ဒီမြင်းကိုခမရဘယ်ကရလာခဲ့တယ်လဲလို့မေးလာခဲ့ရင်အဖြစ်မှန်ကို မပြောပါနဲ့ခမရဒီစကားကိုတေချာမှတ်ထားပေးပါအဲ့လိုပြောတော့ကလအုပ်ပိုင်ရှင်ကနားမလည်စွာနဲ့ပြန်မေးတယ်ဘာဖြစ်လို့လဲဗျမြင်းပိုင်ရှင်ကဒီမြင်းကိုဘလို့ရခဲ့လဲဆိုတဲ့အကြောင်းအမှန်ကို ခမရပြောခဲ့ရင်နောက်တစ်ချိန်လမ်းမေးမှာဖျားလို့လဲနေတဲ့သူကိုတွေ့ရင်ဘသူကကဲရဲတော့မှလဲဗျာလို့ပြောလိုက်တယ်မြင်းပိုင်ရှင်ရဲ့ရှင်းပြတဲ့စကားကိုကြားလိုက်ရတယ် ဒုတိယကုံတွေဟာတခဏမျှဆွံ့အပ်သွားတယ်။အဲဒီနောက်ရှက်ရွံ့အားနာပြီးမြင်းမော်ကခုံစင်းကမြင်းပိုင်ရှင်ကိုတောင်းပန်လိုက်တယ်။ရမက်လောဘနဲ့လိုချင်တက်မှတ်တဲ့စိတ်ကကျွန်တော်ရဲ့ဂုံတိတ်ခါနဲ့ရိုးသားမှုကိုပုံပြအောင်လုပ်ခဲ့တယ်။အဆက်တရားနဲ့နောင်နာတွေရလိုက်ပါတယ်။ခမရရဲ့မြင်းကိုပြန်ယူပါကျွန်တော်ကိုခွင့်လွတ်ပါဆိုပြီးတောင်းပန်လိုက်တယ်။ဒီပုံမြင်လေးအတွက်သင်ခန်းစာကိုပြောရရင် လုံခြုံတတ်မှတ်မှုကြောင့်ကိုယ့်ရဲ့ယူသားမှုဟာ အချိန်မရွေးပုံပြတ်သွားနိုင်ပါတယ်ကိုယ့်ရဲ့ယူသားမှုကိုဘယ်လိုအရာတွေနဲ့မှပျက်စီးမသွားအောင် ထိမ့်သိမ်းနိုင်ကြပါစေကျွန်တော်တို့မြန်မာစာပေ YouTube Channel နဲ့ Facebook Page ကို Like and Subscribe လုပ်ပေးသွားကြဖို့လည်းတောင်းဆိုလိုက်ပါတယ်